မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇန်နဝါရီလ9ရက်နေ့ညနေပိုင်းအားရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်မြို့သိမ်းတိုက်ပွဲသတင်းကတော့ချင်းပြည်နယ်မင်းတပ်မြို့ကိုချင်းကြီးနောင်မဟာမိတ်တပ်ဖွဲ့များကစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့တိုက်ပွဲပထမနေ့မှာစစ်ကောင်စီရဲ့အခိုင်အမာတဆွဲထားတဲ့နေရာတချို့ကိုသိမ်းပိုင်နိုင်ခဲ့တဲ့ရုတ်တံကိုချင်းကြီးနောင်အဖွဲ့ဝင်ချင်းဒေသကာကွယ်တပ် CDF မင်းတပ်ကဒီကနေ့ဇန်နဝါရီလ9ရက်နေ့မှာထုတ်ပြန်လိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ချင်းကြီးနောင်ရဲ့မြို့သိမ်းဆင်ရေးကို2024ခုနှစ် နိုဗ ెంబ ာလ9ရက်နေ့မှာစတင်ခဲ့ခြင်းဖြစ်ပြီးတော့ရက်ပေါင်း40ကျော်အကြာဒီဇင်ဘာလ21ရက်နေ့မှာအပိသက်သိမ့်ပိုင်နိုင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။စစ်ရေးထဲမှာနိုဗ ెంబ ာလ9ရက်နေ့ကမင်းတပ်မျိုးစောက်လုပ်ရေးဝင်းမှာစစ်ကောင်စီတပ်ကအခိုင်အမာတိစောက်ထားတဲ့ဘန်ကာကျင်းများကိုတိုက်ခိုက်ခဲ့မှုကိုဖော်ပြခဲ့ရမှာတိုက်ပွဲဝင်ချင်းညီနောင်မဟာမိတ်ရဲဘော်များကတိုက်ခိုက်မှုစစ်ကောင်စီတပ်ဖွဲ့ဝင်းများစီကနေပြီးတော့လက်နက်ခဲယမ်းများစွာကိုတင်းစီရရှိခဲ့တာကိုတွေ့ခဲ့ရပါတယ်။ ဗီဒီယိုမှတ်တမ်းမှာပါတဲ့မြင်ကွင်းများအရာစစ်စင်ရေးပထမနေ့မှာတင်စစ်ကောင်စီတက်ဇီကန်တွေပြီးတော့လက်နက်မျိုးစုံအလက်30ကျော်နဲ့ ကြည်ခဲရများစွာတော့ကိုတိမ့်စီရရှိခဲ့တာကိုတွေ့မြင်ရပါတယ်။ချင်းချင်းတောင်နဲ့မဟာမိတ်တပ်များရဲ့မင်းတပ်မျိုးတိမ့်တိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ်ဖွဲ့ဝင်160ခန်းကိုစစ်တုံးမှန်းအဖြစ်နဲ့ဖမ်းဆီးနိုင်ခဲ့တယ်လို့သိရပါတယ်။မြို့တိမ့်စစ်စစ်ရဲကိုချင်းချင်းတောင် YDF, YA, PDF မုံရွာခရိုင်တိုက်ရင်တုံးတို့ကပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ပြီးတော့အရခတပ်တော် AA ကလက်နက်ခဲရန်နဲ့စစ်ရဲအကြံဉာဏ်များအပါအဝင်စစ်ရဲဆိုင်ရာအကူအညီများကိုပံ့ပိုးကူညီပေးခဲ့တယ်လို့ချင်းချင်းတောင်ကအသိပေးထားပါတယ်။စစ်ကောင်စီဘက်ကမြို့ကိုမကြစေရေးအတွက် လေချောင်းလက်နဲ့ကြည်ပစ်ကိုအများပြားကိုတုံးပြီးတော့ခုခံခဲ့တော့လဲမင်းတပ်မျိုးကိုဒီဇင်ဘာလ21ရက်နေ့မှာလက်လွတ်လိုက်ရပြီးတော့ဆက်ဆက်မျိုးနယ်ဖြစ်တဲ့ကံပတ်လက်မျိုးကစစ်ကောင်စီတပ်သားများဟာလဲအဲ့ဒီနေ့ညမာရင်ထွက်ပြေးသွားတဲ့အတော့ဒီဇင်ဘာလ22ရက်နေ့မှာတိုက်ပွဲမဖြစ်လိုက်ရပဲနဲ့ချင်းညီနောင်ကကံပတ်လက်မျိုးကိုပါတိမ့်ပိုက်နိုင်ခဲ့ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ်စခန်းတိုင်းတိုက်ပွဲသတင်းကတော့လောင်းလုံးမြို့နယ်ကြောက်နေမော်ကျေးရွာမှာတိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့ပြီးတော့အမှတ်405ချင်းမြတ်တိုင်ရင်ခမရ405တိုင်ရင်မှုအပါအဝင်ပြူစောထင်းနဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်အယောက်40ကျော်သေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဟုတ်ပါတယ်တပ်ပေါင်းစုကတိုက်တာပါစခန်းလဲတိမ့်နိုင်ခဲ့ပါတယ်စစ်တပ်ကတော့လေချောင်းရောရေချောင်းရောကုန်းလန်းကပါပြန်တိုက်နေတယ်လို့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တအူးကအတိအပြုပြောကြားထားပါတယ်။ကြောက်နေမော်ကျေးရွာကစစ်ကောင်စီ တပ်ဆွဲထားတဲ့စခန်းများကိုဒီဇမလ23ရက်နေ့မှာဒဝဲခရိုင်တပ်ပေါင်းစုကစတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်ဒေါနာစစ်ကြောင်းတပ်ခွဲခွန်ဖက်ဒရယ်ဒူဝန်တပ်ဖွဲ့ຫນွေဦးပြောက်ကြားတပ်ဖွဲ့တို့နဲ့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ဒဝဲခရိုင်တပ်ပေါင်းစုကဇန်နဝါရီလ9ရက်နေ့မှာသတင်းထုတ်ပြန်ထားပါတယ်စစ်ကောင်စီတပ်စခန်းတစ်ခုကိုတိမ့်ပိုက်နိုင်ခဲ့ပြီးတော့ခမာရ405တပ်ရင်းမှုအပါဝင်ပြူစောတိနဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်အယောက်40နဲ့အထက်သေဆုံးပြီး ်ခမရ403တပ်ရင်းမှုအပါအဝင်ပြူစောထင်းနဲ့စစ်ကောင်စီတပ်သားအများအပြားဒဏ်ရာရရှိထားတယ်လို့သတင်းထုတ်ပြန်ထားပါတယ်။ဒဝဲခရိုင်တပ်ပေါင်းစုကရဲဘော်2ဦးကြာဆုံးခဲ့ပြီးတော့ရဲဘော်အချို့ဒဏ်ရာရရှိခဲ့တယ်လို့ပြောဆိုထားပါတယ်။ကာကွယ်ရေးတပ်ဖွဲ့များသိမ်းပိုက်ထားတဲ့စခန်းကိုဒီဇင်ဘာလ28ရက်နေ့မှာစစ်ကောင်စီကကြီးရေလေအင်အားအများအပြားကိုတုံးပြီးတော့တိုက်ခိုက်လာတဲ့အတွက်စုခွာခဲ့ရတယ်လို့ဒဝဲခရိုင်တပ်ပေါင်းစုကထုတ်ပြန်ထားပါတယ်။ခမရ405ဟာ တနင်္သာရီတိုင်းတရချောင်းမြို့မှာအခြေစိုက်တဲ့တိုက်ရင်ဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ရင်ကစစ်ကောင်စီတပ်ဖွဲ့ဝင်များဟာကာကွယ်တပ်ဖွဲ့များထံမှအလင်းဝင်လက်နက်ချမှုများမကြာခဏရှိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ရင်ဟာ2022ခုနှစ်အတွင်းကကရင်ပြည်နယ်ဖားပုံခရိုင်အတွင်းဆစ်စင်ရိတ်ဝင်ရောက်နေတဲ့အချိန်မှာတပ်တွင်းပုံကံမှုတွေဖြစ်ပွားခဲ့သေးကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့ရန်ကုန်တိုင်းတင်ကန်းကျွန်းမြို့နယ်မှာဖွင့်လှစ်ထားတဲ့ Lyncen မဲ့ Iris Beauty Clinic အလှပရေးရာဆေးကမ်းမှာကိုခန္ဓာအစီထုတ်ယူရန်သွားတဲ့အသက်26နှစ်အရွယ်မဇာဂျီဦးဟာ ဆွေးကမ်းမှာတိတ်ဆုံးသွားခဲ့ပြီးတော့အလောင်းကိုစွန့်ပစ်ခံခဲ့ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီသမလာ28ရက်နေ့ညနေပိုင်းမှာမဇာဂျီဦးဟာရန်ကုန်တိုင်းတင်ငန်းကျောမြို့နယ်သူမင်္ဂလာလန်ဒဇင်မင်းရိတ်သားအမတ် F102 မှာဖွင့်လှစ်ထားတဲ့ Iris Beauty Clinic အလှပရေးရဆွေးကမ်းကိုခန္ဓာကိုယ်အစီထောက်ယူရန်တွားရောက်ခဲ့တယ်လို့သိရပါတယ်အဲ့ဒီနောက်မှာတော့အဆက်အသွယ်ပြတ်တောက်သွားခဲ့ပြီး9ရက်အကြာဇန်နဝါရီလ2ရက်နေ့မှာဒဂုံမြို့တယ်စိတ်ကမ်းမြို့နယ်မှာအလောင်းကိုပြန်လည်ရရှိခဲ့တယ်လို့သိရပါတယ်ဆွေးကမ်းမှာကိုယ်ခန္ဓာအစီထောက်ယူဖို့အတွက်ကုသမှုခံယူ နေတဲ့အချိန်မှာတေဆုံးခဲ့ပြီးတဲ့နော်အလောင်းစွပစ်ခံရခြင်းဖြစ်တယ်လို့သိရပါတယ်ဖြစ်တာကသူအဲ့ဒီ Iris Beauty Clinic ဈေးကမ်းမှာတွားရင်းနဲ့မေးစေးပေးတာလွန်ပြီးတော့အသက်မပါလာတော့ဘူးစေးစစ်ချက်ကနှလုံးမှာတခုခုတွေ့တယ်အတွင်းကလေးစားကြီးလည်းအကုန်ပါတယ်သူဈေးကမ်းတွားတဲ့ညနေပိုင်းမှာဂျူဒီသမားလုံချုံရေးကပြောတယ်တဲ့အဲ့ဒီနေ့ညကဈေးကမ်းတိုက်လှေကားအထိကိုကားဖြင့်ထိုးပြီးတော့တခုခုကိုတဲတင်သွားတာကိုမြင်တယ်တဲ့ပြီးတော့သွေးဆက်တွေကျနေတာကိုလည်းတန်ရှင်းတွေလုတ်ခိုင်းတယ်လို့ကြားတယ်လို့ တည်ဆုံးသူမဆာကြီးဦးရဲ့မိတ်ဆွေဖြစ်သူကပြန်လည်ရှင်းပြထားပါဗျ။ယခုအခါမှာ Iris Beauty Clinic ပိုင်ရှင်လင်မယားဟာတင်ကန်းကျုံမှာရှိတဲ့ငှားရမ်းထားတဲ့တိုက်ခန်းကိုပြန်လည်အနံ့ပြီးတော့ထွက်ပြေးတိမ်းရှောင်နေတယ်လို့သိရပါဗျ။အမှုကတော့တပ်ဆိုင်ရာကလိုက်လံစုံစမ်းနေတယ်လို့သိရှိရကြောင်း၎င်းကဆက်လက်ရှင်းပြထားပါတယ်။သူတို့စေကမ်းမှာတေတာကိုအလောင်းဖြောက်ပြီးတော့အလောင်းကိုစွန့်ပစ်ပြီးပြေးတာလို့၎င်းကရှင်းလင်းပြောပြထားပါဗျ။ Iris Beauty Clinic စေကမ်းရဲ့ Facebook စာမျက်နှာကိုစစ်ဆေးကြည့်တဲ့အခါမှာခွဲစိတ်ခံအင်္ဂါရက်နဲ့ပြေဆုံးခြင်းမရှိတဲ့ခွဲစိတ်မှုများလုံဆောင်နေမှုများ လှပရန်လာရောက်ခွဲစိတ်သူများကိုနီးစနစ်ပုံမှန်မှန်နဲ့ခွဲစိတ်မှုများကိုလုံဆောင်နေတဲ့မြင်ကွင်းများစွာကိုမြင်တွေ့ခဲ့ရပါတယ်။အဲ့ဒီအမှုနဲ့ပတ်သက်ပြီးတော့တပ်ဆိုင်ရာရဲတရင်အရင်းမြစ်ကိုမင်းမြန်းထားတော့လဲဒစုံတရာဖြေချခြင်းမရှိသေးဘူးလို့သိရပါတယ်။သိဆုံးသွားတဲ့မဆာကြီးဦးဟာပြည်တွင်းနာမည်ကျော်စားတောက်ဆိုင်ကြီးတစ်ခုရဲ့အကြီးဆုံးစည်ရင်းခံရာထူးလောက်ကင်နေသူဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဇကိုင်းတိုင်းမင်းကြီးမြို့နယ်မှာအကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ရာပြူစောတိ၃ဦးကိုအရှင်ဖမ်းမိခဲ့ပြီးတော့စစ်တပ်ကပြည်သူ၆ဦးကိုတပ်ဖြတ်ကာအသက်၁၄နှစ်အရွယ်အမျိုးသမီးငယ်တအူးအပါအဝင်ပြည်သူ၅ဦးကိုဖမ်းဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ၃ရက်နေ့မနက်၇နာရီကနေပြီးတော့ညနေ၄နာရီအထိမင်းကြီးမြို့နယ်ကြီးတောင်ဦးကြီးရွာနဲ့အန်စားရကြီးရွာတို့ကို အင်အား80ခန်းနဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်း2ကြောင်းခွဲပြီးတော့စစ်ကြောင်းထုတ်လာတဲ့စစ်သားများကို Upper Chimney River Revolution Force UCRRF နဲ့တောင်သားတော်လိုင်းရဲတပ်ဖွဲ့ SRF တို့ကကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီတိုက်ပွဲမှာပြူစောတိ9ဦးကို UCRRF တပ်တော်ကအရှင်ဖမ်းဆီးရမိခဲ့ပြီးတော့2ဦးကတော့ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့သိရပါဗျ။အကြမ်းဖက်စစ်ကောင်စီတပ်သားများထံကနေပြီးတော့လက်ပစ်ဘုံမိုင်းတလုံးနဲ့ ဖုန်းတလုံးကိုတင်းစီရရှိခဲ့တယ်လို့သိရပါတယ်။ဒါအပြင်အကြမ်းဖက်စစ်ကောင်စီတပ်သားများကတုမရကြေးရွာကပြည်သူ6ဦးကိုဖမ်းဆီးတပ်ဖြတ်ခဲ့ပြီးတော့မအိုးကန်းရွာကအသက်14နှစ်အရွယ်အမျိုးသမီးငယ်တအုပ်နဲ့အမည်မသိတဲ့ပြည်သူတအုပ်ကိုလည်းစစ်ကောင်စီတပ်သားများကဖမ်းဆီးသွားတယ်လို့သိရပါတယ်။စစ်ခွေးတည်တဲ့ဆိုင်ရင်ကတော့မသိရသေးဘူး။တုမရရွာကပြည်သူ6ဦးကိုစစ်ခွေးနဲ့ပြူစောထီးတွေကတပ်ဖြတ်သွားတယ်။ခွင်းစစ်တောင်းကပြည်သူ9ဦးကိုလည်းဖမ်းဆီးသွားတယ်။ဇဘာကင်းတွေကိုလည်းစစ်ခွေးတွေကမီးရှို့သွားတယ်။ စစ်ခွေးတွေဖမ်းသွားတာကမအိုးကန်းရွာကပြည်သူတွေပါဆက်လေးနဲ့အွယ်ကောင်းပါလေးတအူးကို PDF နဲ့ချစ်ကြိုက်နေတယ်ဆိုပြီးတော့ဖမ်းသွားတာလို့ရွာကန်နေစီကသိရပါဗျာတအူးကတော့မသိရသေးဘူးယောက်ျားလေးပဲဖြစ်လောက်မယ်လက်ရှိမှာတော့စစ်ခွေးတွေကကြီးတောင်ဦးရွာမှာတဆွဲထားပါတယ်ကျွန်တော်တို့ UCRRF တပ်ဖွဲ့ကအဖမ်းခံရတော့ကလက်နက်တွေကိုမင်းငယ်မျိုးနဲ့ဒုတာဝန်ကဇော်မင်းကပြန်မပေးသေးတော့လက်နဲ့ခရင်အခက်ခဲလေးတွေတော့ရှိတယ်မျိုးနယ်စည်းကလည်းဘာထောက်ပံ့မှုမှမရသေးဘူးကိုရံပုံငွေကိုရှာပြီးတော့ပဲတိုက်နေရတာမနေ့ကတိုက်ပွဲမှာဆိုရင်ရဲဘော်တအူခြေချင်းဝက်ပါပြတ်သွားတယ် ဖမ်းဆီးရမိတဲ့စစ်တုံးမန်းတွေကိုတော့ကျောင်းသားတော်လှန်ရေးတပ် SRF ကခေါ်သွားတယ်သူတို့ဘလို့ဆက်ပြီးတော့အရေးယူမလဲတော့မသိရသေးဘူးလို့ Upper Chamberlain River Revolution Force UCRRF ကဒရင်နဲ့ပြန်ကြားရေးတာဝန်ခံ Eagle ကပြောဆိုထားပါတယ်တိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများထောင်ထားတဲ့မိုင်းကိုနင်းမိပြီးတော့တော်လိုင်းရဲဘော်၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့တအူးကတော့ခြေချင်းဝက်ပြတ်တောက်ဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တမျိုးလုံးမှာလျှက်စက်ဓာအားတွေမလုံလောက်တော့တဲ့အတွာမြို့နယ်များကိုအုပ်စု၃စုခွဲပြီးတော့၄နိုင်မီပေးပြီး၈နိုင်မီဖြတ်တဲ့စနစ်ကိုစတင်ကျင့်သုံးနေပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့ဇန်နဝါရီလ9ရက်နေ့ကစတင်ပြီးတော့ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့မြို့နယ်များအားလုံးကိုအုပ်စု၂စုခွဲပြီးတော့လျှက်စက်မီပေးမီဖြတ်လှုပ်ဆောင်နေရကနေပြီးတော့ဓာအားလုံလောက်စွာမရရှိတော့တဲ့အတွာ၄နိုင်မီပေးပြီး၈နိုင်မီဖြတ်တဲ့စနစ်ကိုစတင်ကျင့်သုံးတော့မှာဖြစ်ကြောင်းတပ်ဆိုင်ရာမြို့နယ်လျှက်စက်ရုံးများကတရားဝင်သတင်း င်းထုတ်ပြန်ထားတယ်လို့သိရပါတယ်အရင်မြို့နယ်တွေမှာ A နဲ့ B အုပ်စုနှစ်စုပဲခွဲထားတာအခုက ABC အုပ်စု၃စုခွဲပြီးတော့၄နိုင်မီပေးပြီး၈နိုင်မီဖြတ်တဲ့စနစ်ကိုကျင့်သုံးတော့မှာမဟုတ်လို့အုပ်စုတစုကတော့တနေ့မှာ၈နိုင်ပဲမီရပြီး 16နာရီမီးပြတ်နေမှာဖြစ်တယ်လို့သိရပါတယ်။ဒီလာတက်လာလုံးကတော့အဲ့ဒီဆက်နေနဲ့သွားပါမယ်။ဓာတ်ငွေ line တွေပြန်ပြင်းနေတာပြန်ရလာလို့မီးရရှိလာရင်တော့နောက်လာတွေမှာမီးပို့ပြီးတော့ရလာနိုင်ပါတယ်။ဒါပေမဲ့နှွေရာသီတဲကိုဝင်လာလို့ရေအားလျက်ဆက်ဆက်ယုံတချို့ဟာလဲဓာတ်အားထုတ်လုပ်မှုတွေထပ်မံရော့ကြလာမှာမို့လို့မီးပို့ရလာဖို့ကခက်ခဲနိုင်ပါတယ်လို့မြို့နယ်လျက်ဆက်ယုံကတာဝန်ကျတဲ့ဝန်ထမ်းတို့ကရှင်းပြထားပါတယ်။တနိုင်ငံလုံးမှာတရက်ကိုလျက်ဆက်ဓာတ်အားလိုအပ်ချက်ဓာတ်အား9443မဂါဝက်ရှိတော့လေလက်ရှိမှာတော့တရက်ကိုဓာတ်အား 1900မဂါဝက်ဝင်းကျင်ရာဂိုင်နှုန်းအဖြစ်30ရာဂိုင်နှုန်းကျော်ဝင်းကျင်သာထုတ်လုပ်နိုင်တော့တယ်လို့သိရပါတယ်။အဓိကအဖြစ်ယန္တနာကမ်းလွန်သဘာဝဓာတ်ငွေပိုက်လိုင်းပြုပြင်နေခြင်းကြောင့်ဓာတ်ငွေတုံလျက်စစ်ဓာတ်အထုတ်ဆက်ယုံများမှလည်းဓာတ်အထုတ်လုပ်မှုတွေအကြီးအကျယ်ရော့ကျနေတယ်လို့သိရပါတယ်။တခြားတစ်ဖက်မှာလည်းမနစ်ကရေကြီးရေရှမ်းမှုတွေကြောင့်ပျက်စီးသွားတယ်။ရေအားလျက်စစ်ဆက်ယုံများဟာလည်းပြန်လည်ပြင်ဆင်နိုင်ခြင်းမရှိသေးဘူးလို့သိရပါတယ်။လာမယ့်နွေရာသီကာလမှာလည်းလက်ရှိ ထုတ်လုပ်နေတဲ့ရေအားလျက်စစ်ထုတ်ဆက်ယုံများမှာရေအားတွေ ထပ်မံပြီးတော့ယော်နေသွားမှာဖြစ်တဲ့အတွက်ရေအားလျက်စစ်ထုတ်လုပ်မှုမှာ30ရာခိုင်နှုန်းအောက်ကိုကြာဆင်းသွားနိုင်တယ်လို့လျက်စစ်ဝန်ကြီးဌာနအတိုင်းဝိုင်းကထုတ်ဖော်ပြောဆိုထားပါတယ်ရန်ကုန်မြို့ကန်ပြည်သူများအတွက်စစ်ကောင်စီကမီးပေးတဲ့나ရီဟာတရက်ကို3နာရီဝန်းကျင်သာရရှိတော့တယ်လို့သိရပါတယ်လျက်စစ်မီးပြတ်တောက်မှုအခြေအနေဟာတစ်နေ့ထက်တစ်နေ့ပိုပိုပြီးတော့ကိုဆိုးွားလာကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့လုံခြုံစိတ်ချပျော်ရွှင်ရတဲ့ဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ